ားပါဒီကနေ့လူသားကဘာကောင်းကျိုးပြအစီအစဉ်တွေပူပေါင်းဆောင်ရွက်မှုဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးချင်ပါတယ်ကျမတို့တွေနှစ်ယောက်အားနဲ့ယူပြီးရခဲ့တဲ့အရာကို ကိုတူးတဲ့ပိုင်ဆိုင်ခြင်းလို့မရပါဘူးယုံဌာနတွေစက်ယုံတွေပုတ်ကလစ်ကလုပ်ငန်းတွေမှာဝင်ရောက်လုပ်ကင်နေကြတဲ့သူတွေဟာတနေ့မှ၈နာရီလောက်တခြားသူတွေနဲ့ပူးတွဲပြီးအလုပ်လုပ်ကြရပါတယ် ကိုပိုင်လုပ်ငန်းလုပ်တဲ့သူတွေဆိုရင်အလုပ်အချိန်တွေဟာအကန့်အသတ်တောင်မရှိပါဘူး။သူများစီမှာပဲလုံလုံကိုပိုင်လုပ်ငန်းပဲလုံလုံရှင်တန်လှူရှားနေရတဲ့ဘဝရဲ့အဓိကအချိန်တော်တော်များများဟာလူအများနဲ့ဆက်ဆံလုပ်ကန်ရင်းနဲ့ပဲကုံဆုံးရတာဖြစ်လို့လူတယောက်ရဲ့ဘဝမှာချမ်းသာပျော်ရွှင်မှုရှိမရှိဆိုတာတခြားသူတွေနဲ့ဘလောက်အဆင်ပြေပြေပူးတွဲလုပ်ကန်နေခြင်းရှိမရှိဆိုတဲ့အချက်ပေါ်မှာအများကြီးမူတည်နေပါတယ်။အောင်မြအောင်ပူပေါင်းဆောင်ရွက်မှုဆိုတာ နှစ်လန်းတွားစနစ်ဖြစ်ပါတယ်။ကိုဘက်ကတလမတောင်အလျှော်မပေးခြင်းပဲတဖက်သားစီကပူပေါင်းဆောင်ရွက်မှုကိုမျှော်လင့်နေလို့မရပါဘူး။ဒီလိုပါပဲ။ကိုအတွက်ဖဲကြီးတဲ့လူတယောက်နဲ့ကိုဟာပူပေါင်းဆောင်ရွက်လူစိတ်ရှိမှာမဟုတ်ပါဘူး။တဖက်လူကိုအမျက်ထုတ်လို့တဲ့ရည်ရွယ်ချက်နဲ့ရင်းရှိအကျိုးရှိတဲ့ပူပေါင်းဆောင်ရွက်မှုတစ်ခုမလုပ်နိုင်တယ်လို့သူတစ်ပါးနဲ့ပူပေါင်းဆောင်ရွက်ရခြင်းဟာမိမိတဦးတည်းမတတ်နိုင်တဲ့အတွေ့အကြုံလို့သဘောထားပြီးအညံ့ခံအရှုံးပေးစရာလည်းမလိုပါဘူး။ ဒီတော့ပူပေါင်းဆောင်ရွက်တဲ့နေရာမှာထူးချွန်တဲ့လူတွေဖြစ်ဖို့ဘာတွေကိုတည်ထားရမလဲဘာတွေကိုသင်ကန်းစာယူရမလဲဆိုတာကြည့်ရှာရအောင်တချို့လူတွေဟာအကြံအဖန်အမျိုးမျိုးညစ်ပတ်မှုအမျိုးမျိုးနဲ့ထိတ်ဆုံးဆိုတဲ့နေရာကို ရောက်တတ်ပါတယ်ဒို့ပေမဲ့လို့လေသူတစ်ပါးကိုတက်နှင်းချနှင်းမတရားတဲ့နီလန်းမျိုးစုံသုံးပြီးတက်လာတဲ့လူတယောက်ဟာအောင်မြင်မှုအတီးပွင့်ကိုစိတ်အေးချမ်းသာစွာနဲ့ခံစားနိုင်ရုံထုံးစံမရှိပါဘူး ပူပေါင်းဆောင်ရွက်ပြီးအောင်မြင်မှုကိုရှာဖွေရမှာကိုယ့်ဘက်ကပရဟိတစိတ်ရှိဖို့လိုတယ်လို့လောက်ဖို့ကင်ဘက်ကိုလည်းပူသွဲအောင်မြင်လို့စိတ်ရှိသူကိုအကျိုးကိုလိုလားတဲ့သူတွေတဲကရွေးချယ်တတ်ဖို့လိုပါတယ်မိမိနဲ့ပူပေါင်းဆောင်ရွက်မဲ့သူကအားကိုးလောက်တဲ့သူသူနဲ့သက်ဆိုင်တဲ့အပိုင်းမှာလက်လွဲထားလို့ရတဲ့သူဟုတ်မဟုတ်စဉ်းစားစီစီရပါမယ်အားကိုးလောက်တဲ့သူမဟုတ်ဘူးဆိုရင် ပူပေါင်းဆောင်ရွက်စရာအကြောင်းမရှိပါဘူးဒါအပြင် ဒီလူဟာစိတ်တဘောထားကောင်းပြီးပွပွလင်းလင်းပြောဆိုဆက်ဆံတတ်တဲ့သူပျော်ပျော်ပါပါရေရေရှင်ရှင်နေတတ်တဲ့သူဟုတ်မဟုတ်အကဲခတ်ရပါမယ်ရန်လိုတဲ့သူတိုးတိတ်တဲ့သူဆိုရင်ရေရှည်မှာမိမိနဲ့ပြဿနာတက်နိုင်ပါတယ်ဒီလိုမှမဟုတ်ဘဲတခြားလုပ်ငန်းဆက်ဆံရေးတွေမှာသူ့ကြောင့်ထိခိုက်နိုင်ပါတယ်ဒါအပြင်ဒီလူဟာမယုံတင်ကားစိတ်ကြီးတဲ့သူလားကိုယ့်ကိုတကယ်ယုံယုံကြည်ကြည်ဆက်ဆံတဲ့သူလားစတဲ့အကြောင်းအရာတွေကိုလည်းစဉ်းစားဖို့လိုပါတယ် နောက်ပြီးအရေးကြီးတဲ့အချက်ကယူသားဖြောင်းမှန်းမှုနဲ့သူတစ်ပါးပေါ်ကိုကျင်းစာစဲရှိမရှိတို့ပါပဲမယူသားတဲ့သူကိုကျင်းစာစဲကင်းမဲ့တဲ့သူတွေဟာမိမိလုပ်ငန်းအောင်မြင်မှုအတွက်မတရားမှုမျိုးစုံကောက်ကျစ်ဆင်းလက်မှုမျိုးစုံကိုလုပ်ဖို့ဝေမလေးသူဖြစ်တဲ့အတွက်သူမတရားလုပ်မဲ့အထဲမှာသူနဲ့လုပ်ငန်းပူးတွဲဆောင်ရွက်တဲ့သူတွေကိုလည်းချွင်းကြံညှတာနေမှာမဟုတ်ပါဘူးဒီနေရာမှာခံစားမှုနဲ့စင်ကျင်တုံ့တက်မှုအကြောင်းအရာလေးကိုလည်းထည့်တွင်းပြောဆိုချင်ပါတယ် ကိုယ့်ရဲ့ရည်ရချက်ကတတိဖြစ်ဖို့ဖြစ်ဖြစ်လာစာဒါမှမဟုတ်ဝင်ငွေတိုးဖို့ပဲဖြစ်ဖြစ်လုပ်ငန်းခွင်မှာစိတ်ချမ်းသာပျော်ရွှင်စွာနဲ့လောက်ကင်နေထိုင်ခွင့်ရဖို့ပဲဖြစ်ဖြစ်ဒါရီအောင်မြင်ဖို့ဆိုလို့ရှိရင်ကိုဟာတခြားသူတွေနဲ့ပူးပေါင်းဆောင်ရွက်မှုကိုတေချာဖို့လိုအပ်ပါလိမ့်မယ်အထက်လူရဲ့ကြီးစုဆောင်ရှောက်မှုအောက်လူတွေရဲ့ပံ့ပိုးကူညီမှုဒန်းသူလူတွေနဲ့တဟဆာတာဖြစ်မှုတွေနဲ့ဒါအောင်မြင်မှုရရှိနိုင်ပါလိမ့်မယ် လုပ်ငန်းနဲ့ဆိုင်တဲ့ပူပေါင်းဆောင်ရွက်တာတွေအပါအဝင်လူမှုဆက်ဆံရေးကိစ္စမှန်တယ်မှာခန်းစားမှုအပိုင်းနဲ့ရှင်ကျင်မှုအပိုင်းဆိုပြီးနှစ်ပိုင်းပါဝင်ပါတယ်။ဥပမာကိုနဲ့ခင်ခင်မင်မင်ပြောဆိုဆက်ဆံနေကြလုပ်ဖို့ကင်ဘက်တူကကိုကိုနှုတ်မဆက်ဖဲအနီးကနေဖြတ်သွားမယ်ဆိုပါစို့ကိုစိတ်ထဲမှာဒီလူငါ့ကိုစိတ်ဆိုးနေတာလားဒါမှမဟုတ်အော်သူကယာတူးလေးတစ်ဆင့်တိုးသွားတာနဲ့ငါ့ကိုတောင်နှုတ်မဆက်တော့တာပဲကိုဒီလူသွေးကောင်းသွေးနိုင်ပါတယ် တကယ်လို့ကိုကလှမ်းပြီးဟေ့လူဘလို့လဲခမရကျုပ်ကိုတော့နှုတ်မဆက်တော့ဘူးလားလို့စကားပြောလိုက်မယ်ဆိုရင်အဲ့ဒီလူကကိုပဲလှဲ့လာပြီးပြုံးပြပြီ sorry ပဲဗျာတယောက်ထဲတွေးပြီးငေးလာမိတာနဲ့ခမ ्या ကိုမမြင်မိဘူးလို့တောင်းပန်စကားဆိုပါလိမ့်မယ်။သူကဒီလိုအကျိုးအကြောင်းပြောပြတဲ့အခါမှာ ကိုယ့်ရဲ့စိတ်ထဲမှာရှင်းသွားပါလိမ့်မယ်။ဒီကိစ္စမှာကိုယ့်ရဲ့ပထမတုံ့ပြန်မှုက ခံစားမှုနဲ့တုံ့ပြန်ခြင်းမျိုးဖြစ်ပါတယ်။ငါ့ကိုဂယုမဆိုင်ဘူးလို့ကိုကခံစားသွားပါတယ်။ဒါပေမဲ့လို့သူကပြောပြလို့အကျိုးအကြောင်းသိသွားတဲ့အခါမှာကိုယ့်ရဲ့ခေါင်းထဲမှာစင်ကျင်တိပြန်ဝင်လာပြီးမှားယွင်းတဲ့ခံစားချက်တွေ ပြက်ပြဲသွားပါတယ်။တကယ်လို့ဒါကိုကနှုတ်မဆက်လိုက်ပဲခံစားချက်ကိုမျိုးသိထားလိုက်မယ်။နောက်တစ်ကြိမ်ဆိုရင်ကိုဘက်ကပထမဦးဆုံးနှုတ်မဆက်ခြင်းနဲ့အမူအရာပြလိုက်မယ်ဆိုရင်ကိုကောသူကောခန်းစားချက်ကိုစီယူဝဲပိုက်ပြီး အမုန်းစိတ်တွေကြီးထွားလာနိုင်ပါတယ်။ တဖြည်းဖြည်းနဲ့မိတ်ဆွေဘဝကနေရန်သူအဖြစ်ကိုရောက်ပြီးပူပေါင်းဆောင်ရွက်မှုပြုနိုင်သူတဦးစီအပြန့်အလှန်ဆုံးရှုံးသွားရပါလိမ့်မယ်။ စိတ်လုံရှားခံစားမှုတွေဟာပူပေါင်းဆောင်ရည်ရေးကိုဟန့်တာတဲ့အဓိကအသားစီးတွေဖြစ်ပါတယ်။လုပ်ငန်းခွင်လူမှုဆက်ဆံရေးတွေမှာခံစားချက်တွေဟာအရန်အရေးပါတဲ့အခန်းကနေပါဝင်ပါတယ်။အိမ်မှာအဆင်မပြေခဲ့လို့လုပ်ငန်းခွင်မှာလူတကာကိုအပေါက်ဆူးဆူးနဲ့စကားပြောခြင်းဟာလက်ခံတဲ့ကိစ္စမဟုတ်ပေမယ့်လူတော်တော်များများမှတွေ့ရတဲ့ရည်ပူရတဘာဝလို့ဆိုရပါလိမ့်မယ်။လုပ်ငန်းခွင်မှာအเจ้าအမျိုးမျိုးနဲ့စိတ်တူနေတဲ့သူတွေ ုံမုံနေတဲ့သူတွေအလုတ်ကိုစိတ်မဝင်စားဖြစ်နေရတဲ့သူတွေနဲ့ကြုံရတဲ့အခါမှာကိုယ့်ဘက်ကပါခံစားချက်နဲ့မတုံ့ပြန်မဲနဲ့စင်ကျင်စိတ်ထားခွင့်လွတ်ဆက်ဆံခြင်းနဲ့မိမိဘက်ကိုပါလာအောင်စီယုံသိမ့်တဲ့အလေးထားကိုမွေးမြူတင်ပါတယ်လူဆိုတာစိတ်တည်ငြိမ်သူရှိမယ်မတည်ငြိမ်သူရှိတယ်အရေးကြီးတာက အပြန်အလှန်ယူသားဖို့မကျေနပ်တာရှိရင်လည်းမြုံမထားပဲပြဿနာမကြီးထွားခင်မှာဖွင့်ဟဆွေးနွေးတင်ပါတယ် ဘယ်ပါရာစကားမှမဆိုအများဆုံးသုံးဆွဲခံရတဲ့စကားတစ်လုံးရှိပါတယ်။ငါဆိုတာပါပဲ။ငါဥစ္စာငါအဲ့အတွက်ဒါမှမဟုတ်ကျွန်တော်ကျမအဲ့အတွက်လူတိုင်းကိုအဖို့တာကိုအရေးကြီးနေကြပါတယ်။တင်က အရေးမကြီးတင့်အတွက်ကိုမစင်စားနိုင်ပါဘူး။ဒါကြောင့်တင်ရောငါပါပါမပြီးတဲ့ပူပေါင်းဆောင်ရည်ရေလုပ်ငန်းတွေဟာလူအများကြီးမှတိတ်မဖြစ်ကြခြင်းဖြစ်ပါတယ်။ငါဆွဲလွှမ်းမိုးနေတဲ့အခါမှာဘယ်အရာမှအောင်မြင်နိုင်မှာမဟုတ်ပါဘူး။ အများအကျိုးဆောင်ကိုအကျိုးအောင်ဆိုတဲ့ဇကားဟာအမြဲမှန်ကန်ပါတယ်ကိုဟာသူတစ်ပါးအပေါ်စိတ်ဝင်စားတဲ့အခါမှာသူတစ်ပါးကလည်းကို့အပေါ်မှာစိတ်ဝင်စားလာမှမှုန့်ချပါပဲသူတစ်ပါးအရေးကိုမိမိအရေးလိုသဘောထားပြီးကူညီခြင်းအပြင်ကို့ရဲ့ဘေးပတ်လည်းမှာကို့ကိုတပြောတပားဝိုင်းဝန်းကူညီမဲ့မိတ်ဆွေတင်ကဟတွေဝိုင်းရံလာမှာဖြစ်ပါတယ်သားကြောင့်တပ်ဖက်သားကိုတန်ဖိုးထားပါ သူခန်းစားချက်သူ့အလိုဆန္ဒတွေကိုအလေးထားကြောင်းပြသပါ တဖက်သားကိုအရေးကြီးပုဂ္ဂိုလ်အဖြစ်သဘောထားဆက်ဆံနေကြောင်းတဖက်သားတည်ပါစေချိုးသားဖော်ရည်စွာပြောဆိုဆက်ဆံပါတဖက်လူအနေနဲ့ကိုနဲ့ပြောဆိုဆက်ဆံရခြင်းဟာအစဉ်ပြေလွယ်ကူတယ်လို့ခံစားမိပါစေဒါအပြင်နားထောင်ပါတဖက်လူကိုအာယုံအပြည့်အဝစူးစိုက်နားထောင်ပါနောက်တစ်ခုကတော့ကိုချင်းစာပါတဖက်လူရဲ့နေရာမှာကိုရှိတယ်ဆိုလို့ရှိရင်ကိုဘလို့ခံစားရမလဲဆိုတာစဉ်းစားပါ မိမိဘက်ကကူညီဖို့ကြုံကြိုက်တဲ့အခါတွေမှာလည်းစစ်ရောကိုပါကူညီလိုက်ပါအချိန်တန်းရင်ကိုပေးတာထက်များစွာပိုပြီးပြန်ရတယ်ဆိုတာတွေ့ရမှာဖြစ်ပါကြောင့်တင်ဆက်ပေးလိုက်ရပါတယ်ရှင်အားလုံးပဲပူပေါင်းဆောင်ရွက်လုပ်ကိုင်ကြခြင်းအပြင်အောင်မြင်မှုအပေါင်းရရှိနိုင်ကြပါစေရှင်ကျမကတော့ Sister Regina မမိုးခိုင်ပါ